ခြေလေးရှိတော့တရားစကားလေးနဲ့နေတယ်ဘုန်းကြီးတို့ဒီစားရင်ချိုင်းနဲ့တွေ့တဲ့အကြောင်းအရာလေးပေါ့နော်တချို့အကြောင်းအရာလေးတွေကာရဏလေးတစ်ပုဒ်ကိုဘုန်းကြီးတို့လည်းတိုက်ဆိုင်လို့မှတ်ချင်တာပြောချင်တာပြောချင်တာဆိုတာဘုန်းကြီးတို့ကတခါကြာရင်စဉ်းစားတယ်စဉ်းစားရတာဩငါတို့ကဖျားပွင့်ပြီးမှနှစ်ပေါင်း2500ကျော်မှယူလာဖြစ်တယ် တတ်တော်ထင်ရှားဘုရားကိုငါတို့မတွေ့လိုက်ရအောင်တတ်တော်ထင်ရှားဘုရားစီမှာငါတို့ကိုသူပြုခြင်းတာတရားနာခြင်းတာဒါပေမဲ့အဲ့ဒီခွင့်ရေးမြားလိုက်လို့ငါတို့ကန့်ဆိုးလိုက်တာစဉ်းစားတယ်တတ်တော်ထင်ရှားဘုရားရှင်ကသုံးဟောယန္နာရှင်မြတ်ကြီးရဲ့ဆရာတရားနာခြင်းတာသူတော်ကောင်းကြီးရဲ့ဆရာတရားနာခြင်းအဲ့ဒီခွင့်ရေးကိုငါတို့မရလိုက်လို့ဩတခါနေတကယ်ဓမ္မရိကကျော်ဆရာတော်ကြီးရဲ့ဆရာတရားနာခြင်းတာ ငါတို့အဲ့ဒီခွင့်ရည်မရနိုင်ဘူးတကယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးတဲ့ကိလေသာကုန်ခန်းပြီးတဲ့ယဟန္တာအရှင်မြတ်တွေကိုအလူဒါနတွေလှုပ်ရှင်တာသံဃာတွေအဲ့ဒီခွင့်ရည်ကိုငါတို့မရနိုင်ဘူးငါတို့ကန့်ဆိုးလိုက်တာဥစဉ်တို့တစ်ခါကြာစဉ်းစားတယ်ညမကြီးလည်းစဉ်းစားရင်ပါတစ်ခါကြီးလည်းဟောငါတို့ကန့်ဆိုးလိုက်တာအဲ့လိုစဉ်းစားမိတယ်အဲ့လိုစဉ်းစားမိတော့အဲ့လိုဥစဉ်တို့စဉ်းစားတယ်လို့ စဉ်းစားမိတာလေဒီနေ့ခင်မှာဘုရားလက်ထက်ကြတဲ့အဲ့တော့တချို့ပုဂ္ဂိုလ်တွေအဲ့လိုပြောနော်မင်းမျိုးဟိုရလာတဲ့ခွင့်ရေးကို ရလာတဲ့အရှင်တွေကိုကောင်းကောင်းမမြင်နိုင်ပဲနဲ့ဒီတဲ့ပို့တဲ့အခွင့်အရေးကိုတောင်းတပြီးဦးဇင်းတို့အဲ့ဒါစိတ်မကောင်းဖြစ်တာတွေကဦးဇင်းတို့တခါကြရင်စာထဲမှာလည်းတွေ့မိတယ်ပေါ့ဘုရားဦးဇင်းတို့ကြည့်ပြီးအဲ့ဒါကာရလေးတစ်ပုဒ်နဲ့ဟောတာသုံးမတယ်ပြောအောင်နော်ဘုရားဟောတဲ့ကာရ ိဋ္ဌံတိနိဗ္ဗုတိသာမိတမေစိတ်တိတမဖလံစေတောပဏိတိဟေတုဟိတတ္တကိသံတိသူကရေတိဋ္ဌံတိသာမိတတ္တောထင်ထင်တင်းရှိစင်ဝဲဘူမြညာမြမြဖျား၌၎င်းနေဘူးတေသာပိရွှေတိနေဘူးသတ္တောမူတိသုံးလူထုထာမြတ်ဖျားတို့၌၎င်း စိတ်ဒီကုံတော်အယုံကောင်းစွာထုံ၍တလုံးလဲလဲမိဝဲဆွေသောစိတ်နှလုံးသည်သမေသတ္တပညာအယယဝဲမကွာတန်သူညီးမြပါမူကသမန်ခလန်အကျိုးပေးဟန်အတန်တန်လက်ခေကံညီမြတန်သူရနေတော့၏ဘုရားရှင်ကဆုံးပါတယ်တတ်တော်ထင်ရှားမြတ်စွာဘုရားကိုပဲဖြစ်သွားပြီလေ ဟိုမြတ်စွာဘုရားတတ်တော်ထင်ရှားမရှိတော့လို့ကျောင်းဆင်းတို့ကြီးကိုသို့မဟုတ်ဇေရီတော်ကြီးကိုမြတ်စွာဘုရားကိုမှန်းပြီးတော့ပူဇော်ရတဲ့အခြေအနေမျိုးပဲဖြစ်ပါစေ။ဘယ်လိုအခြေအနေမျိုးပဲဖြစ်ပါစေ။အကယ်၍များတကယ်မြတ်စွာဘုရားရှင်ရဲ့ဂုံတော်ကိုမှန်းပြီးတော့ဦးဇင်းတို့ပူဇော်နိုင်မယ်ဆိုလို့ရှိရင်ရှေးကုန်းနိုင်မယ်ပူဇော်နိုင်မယ်လှူဒန်းနိုင်မယ်ဆိုလို့ရှိရင်အကျိုးပေးတာလေ။ ကျန်းတို့ညီမြညီမြတဲ့အကျိုးကိုပေးပါလေတဲ့မြတ်စွာဘုရားရှင်ကစင်တုတော်ကြီးကိုကြောက်စင်တုကြီးကိုကိုးကွယ်ရမှာတစ်သားစင်တုကိုကိုးကွယ်ရမှာဘယ်လိုစင်တုကိုကိုးကွယ်ရမှာလို့လဲမရှိပါဘူးတဲ့ဟောဇေရီကိုကိုးကွယ်ရမှာဘယ်လိုဇေရီမျိုးကိုကိုးကွယ်ရမှာဟောရွှေဒီကုန်ဇေရီကိုကိုးကွယ်ရမှာကြက်ထီဟိုဇေရီတော်ကိုကိုးကွယ်ရမှာအဲဒီလိုမျိုးလည်းမရှိပါဘူးတတ်တော်ထင်ရှားကိုလည်းကိုးကွယ်ရမှာ အဲ့ဒါလိုလည်းမရှိပါဘူးတဲ့။တကယ်မြတ်စွာဘုရားရှင်ရဲ့ဂုံတော်ကိုမှန်းပြီးဦးဇင်းတို့ပူဇော်နိုင်မယ်ဒါဆိုလို့ရှင်အကျိုးပေးညီမျှပါတယ်တဲ့မြတ်စွာဘုရားရှင်ပြောတယ်။ဒါတော့မြတ်စွာဘုရားရှင်ရဲ့ဂုံတော်တွေကိုပူဇော်နိုင်ညီမျှနိုင်ဦးဇင်းတို့အကျိုးများတယ်အကျိုးပေးညီမျှတယ်လို့ပြောတော့ဦးဇင်းတို့ဘုရားရဲ့ဂုံတော်တွေကိုဦးဇင်းတို့ကသစ္စာနည်းသိမှလည်း ဒါသည်စိတ်ထားကိုတန်းတူထားနိုင်မှာပေါ့ဒီနေ့ရှင်မှာဦးဇင်းတို့ဖះရှင်မရှိတော့ဖះမရှိပဲနဲ့ဦးဇင်းတို့ကဖះကိုဘယ်လိုလုပ်စင်တုတော်ကြီးကို ကြည့်ပြီးဦးဇင်းတို့ကဘယ်လိုလုပ်ဒါဖះလို့ဦးဇင်းတို့ကတန်းတူစိတ်ထားနိုင်မလဲစိတ်မထားနိုင်ဘူးလေအဲ့တော့အကဲအမြာဂုံတော်တွေကိုသိနေတယ်ဆိုလို့ရှင်တော့ဒီဂုံတော်တွေတိုင်းမှန်ပြီးတော့တတ်တော်ထင်ရှားဖះကိုဦးဇင်းတို့ကကြောက်နိုင်တာပေါ့ တော့ဒီဂုဏ်တော်တွေကိုသိဖို့အတွက်ဦးဇင်းတို့မြတ်စွာဘုရားရဲ့ဂုဏ်တော်လေးကိုနည်းနည်းပါးပါးလေးဦးဇင်းတို့အာရုံပြုကြည့်အောင်ပါနော်အာဘုရားရှင်မြတ်စွာဘုရားရဲ့အာရုံဂုဏ်တော်တွေဟောဦးဇင်းတို့ထင်ရှားတာတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်၉ပါးပေါ့အခြားဂုဏ်တော်တွေလည်းအများကြီးရှိပါတယ်အဲ့ဒီဂုဏ်တော်တွေရရမှာပထမဆုံးနေတယ်ရဟန်းဂုဏ်တော်ဆိုတာလေးပဲဦးဇင်းတို့ကမှန်းပြီးတော့ရှင်းခိုးကြည့်အောင်နော်ရဟန်းဂုဏ်တော်တော့တစ်ခုလောက်ဦးဇင်းတို့က ဒေရှာလေးအာယုံပြုတ်နိုင်တယ်ဆိုရင်ပဲတတော်ဒေရှာမြတ်စွာဘုရားပဲရှိနေဖြစ်နေဘယ်လိုနေရာမျိုးပဲရောက်နေရောက်နေကိုယ်စိတ်ထဲမှာစိတ္တတော်တွေကိုမြတ်စွာဘုရားရဲ့ပုံတော်တွေကိုမမြင်ခဲ့ရင်တောင်မှဒါဥစဉ်လို့အာယုံပြုတ်လို့ရတာရဟန်းဂုံတော်မယ်ဥစဉ်လို့ဒီဂုံတော်ဆိုတာလေဥစဉ်လို့စာသင်သားယူစာသင်တဲ့အခါမှာပါတဲ့အကြောင်းအရာတွေပဲဥစဉ်လို့စာကြဘုန်းကြီးနေနေတယ်အဲ့ဒါပြန်ပြောရမှာပေါ့နော်ရဟန်းတဲ့ ရဟန်းကုံတော်လေးကိုဦးဇင်းတို့ကအာယုံပြုတ်ကြည့်လိုက်တော့ပထမအနေနဲ့ရဟန်းကုံတော်မှာအရဟန်းဘယ်လိုလဲလဲအရဟန်းအရဟန်းလို့ဖတ်တယ်အဆိုတာကမရှိဘူးတဲ့အမရှိဘူးဘာမရှိတာလဲဆိုရဟစိတ်ကြွယ်ရကြွယ်ရမရှိဘူးတဲ့မြတ်စွာဘုရားမယ်ကြွယ်ရရဲ့လို့မရှိဘူးတူတူကိုကော လူခွေရရောက်လို့ရှိရင်ဦးဇင်းတို့ကမဟုတ်တာကိုလို့ရှိရင်အဲလူအထင်ကြီးခံရတဲ့ပုံကိုဖြစ်လေလေနာမည်ကြီးတဲ့ပုံကိုဖြစ်လေလေပို့ပြီးတော့ဒါဒီဒီနေရာမှာခွေရရောက်ရင်ပို့ပြီးတော့ခွေရမနော်မဟုတ်တာကိုဦးဇင်းတို့လို့ရှိရင်တဲ့သဘောမျိုးရှိမယ်။အော်သူတို့ကတော့လူတန်းစားဖို့လို့ကတော့ဘာမှမထူကြတဲ့လူကတော့အော်လူခွေရလူမခွေရမဟုတ်တာကိုလို့ကြတာပေါ့။ဒါနဲ့ဂုံရှိတဲ့ပုံကိုတရားဆိုရင်တော့ဦးဇင်းတို့က လူရှိကြရင်တော့ဦးဇင်းတို့ကကောင်းကောင်းမွန်မွန်လေးဦးဇင်းတို့နေပြနေမယ်။ကိုရာကြောင့်ရင်တော့ဦးဇင်းတို့လှုပ်ချင်တာလေဦးဇင်းတို့လှုပ်နေမယ်။ဟောမဟုတ်တာလေမှားတာလေလှုပ်နေမယ်။သို့တော်လည်းပဲဖះရှင်ပဲဒီလိုမျိုး စိတ်တက်မျိုးမရှိပါဘူးတဲ့။ဖះရှင်ပဲမရှိပါဘူး။တကယ်တဘာဝအနေနဲ့စဉ်းစားကြည့်ရင်တော့ဦးဇင်းတို့စိတ်ကိုရာရင်လို့ရှိလားဆိုတော့မရှိပါဘူး။အော်တဘာဝအနေနဲ့စဉ်းစားကြည့်ကြတော့ပထမဆုံးအနေနဲ့ရသော်လေးကပြောလူတွေက စိတ်껙ရာရှိတယ်လို့ထင်မဟုတ်တာတွေလောက်ကြတယ်။ဒါပေမဲ့စိတ်껙ရာမရှိဘူးလေ။ပထမဆုံးလူတွေဘယ်သူမှမသိဘူးထောင်းတဲ့။နတ်တွေသိတယ်။နတ်တွေသိတယ်။ကိုတို့နတ်တွေကိုကိုတို့မမြင်ရဘူး။နတ်တွေသိတယ်။အဘိညာဉ်ရတဲ့သူတော်ကောင်းကြီးတွေကမြင်ကြတယ်။ဒီသူတော်ကောင်းတွေဒီနတ်တွေဆိုတာကိုတို့နဲ့နီးနေပြီမဲ့လို့လေကိုတို့ကသူတို့ကိုမမြင်ရဘူး။ ကိုတို့နဲ့ဝင်းနေပေမဲ့လည်းသူတို့ကကိုတို့ကိုမြင်ရတယ်။အဲဒါကြောင့်မို့ကိုရာရဲ့တို့ကိုတို့ကိုတို့ကမဟုတ်တာတွေကိုလုတ်လိုက်ပြန်မယ်။ဒါဒီသူတော်ကောင်းတွေမြင်နေကြရတယ်။ထားပါဦးတဲ့။ဒီအဘိညာယပုဂ္ဂိုလ်တွေက ကိုတို့ကိုတတိမမှုမီလို့ကိုတို့မမြင်ဘူးပဲမမြင်ဘူးကိုတို့ကိုမမြင်ဘူးပဲထားပါဦး။နတ်တွေကကိုတို့ကိုတတိမမှုမီလို့မမြင်ဘူးပဲဦးဇင်းတို့ထားပါဦးတဲ့။ ို့တော့လည်းပဲဘယ်ဆိုမှမမြင်ရင်လေကိုအကြောင်းကိုကိုသိတယ်။အာဒီဘုဂ်ကသီလရှိလိုက်တာလူတွေကလာပြီးကိုးကွယ်ကြတယ်။ဟာဒီဘုဂ်ကကြီးညိုစရာကောင်းလိုက်တာ။ဟာဒီဘုဂ်ကအလိုတန်းတွေရက်ရောလိုက်တာ။ဩကိုချင်းသီလကောင်းလိုက်တာ။တရားတွေအားထုတ်နေလိုက်တာဆိုလူတွေကကိုးကွယ်လူတွေကကြီးညိုပြီမဲ့ကိုကိုကိုကြတော့ကိုသိနေတာလေရှိတယ်။ ။အော်ငါသူတို့ပြောတယ်လို့သီလစင်ကြယ်တယ်လို့မဟုတ်ဘူး။ငါဘာမဟုတ်တာတွေကိုလှုပ်ထားတယ်။ကိုယ့်ကိုယ်ကိုကိုယ်သိနေတယ်တဲ့။အဲ့ဒါလေသတိထားမှာပေါ့နော်။ကိုယ့်ကိုယ်ကိုယ်သိနေတယ်။ကိုယ်ရရလို့မရှိဘူး။ကိုယ့်ကိုယ်ကိုယ်သိနေတယ်။ဟုတ်လက်ရှိအချိန်နေမယ်ဦးဇင်းတို့မသိခဲ့ဘူးထားပါအောင်တဲ့ဦးဇင်းတို့လက်ရှိနေတော့မသိခဲ့ရင်တော့တေကံနည်းရရင်ကိုမဟုတ်တာတွေလောက်ထားတာကိုသိတယ်တဲ့ဒါကြောင့်မလို့ ွဲရရလို့မရှိဘူးတဲ့ကွဲရရလို့မရှိဘူးသဒ္ဓါသမီးလို့သကလုံးလေးတစ်လုံးကိုပြောရတယ်သင်္ကတရတမစာတော်ဆိုတဲ့သကလုံးလေးတစ်လုံးအဲ့ဒါစာသင်သားရဲ့စာရှရင်ပါတယ်သင်္ကတရတမစာတော်လူတယောက်လူတွေကနေပြီးတော့သူ့ကိုသူတော်ကောင်းလို့သတ်မှတ်ထားရင်တောင်းမှပဲသူကမဟုတ်တာတွေကိုလှုပ်ထားရင် သူယုံမှတန်တရားစိတ်နဲ့နေနေရတယ်ပဝင်းကျင်မဲ့တော့ရင်လူစုလူဝေးတဲ့များဝင်ခဲ့ရင်ဘုကမဟုတ်တာတွေလှုပ်ထားရင်သူတို့ကသူတို့နဲ့တန်ဆိုင်တဲ့ကိုနဲ့မတန်ဆိုင်တဲ့ဇကားတွေပြောနေရင်တော့မဟုတ်ငါအเจ้าများပြောနေလားမသိဘူးဟုတ်ဒီပုဂ္ဂိုလ်တွေငါရဲ့မဟုတ်တာတွေကိုသိသွားอยู่လားမသိဘူးဆိုပြီးတော့အဲ့ဒါကိုယ်စိတ်ထဲမှာလေပူပန်နေရတတ်တယ် ဒါသင်္ကတရသမာစာရောဟဲ့နော်ဒီနေ့နေတဲ့သင်္ကတရသမာစာရောဆိုတာလေဒီပဝင်းကျင်လူတွေကနေပြီးတော့ကိုကန်းနေပြီးတော့လူရှင်းသူရှင်းကောင်းတာတွေနေပြပြီးမဲ့ပဝင်းကျင်တွေကဟဲ့ဒီပုဂ္ဂိုလ်ကကိုရမှာမကောင်းမှုတွေညာလုံနေတာမသိဘူးဩတန်တရားဖြည့်ခံရတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒါသင်္ကတရသမာစာရောဆိုတာနော်ပြောနေတာကကိုရမရှိဘူး အလုံးနဲ့တည်းမြန်မာတွေနဲ့တည်းသူတော်ကောင်းတွေမသိဘူးဆိုရင်တော့ပါကို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 သိတယ်နော်ကို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 သိတယ်ကို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 သိနေတဲ့အတွက်ကြောင့်မလို့သူတော်ဘာတွေကကိုကိုကိုအထင်ကြီးတဲ့ဇကားတွေပြောလာရင်တော့ကိုကိုကိုမလေးစားနိုင်ဘူးသူတော်ဘာတွေကကိုနဲ့မသက်ဆိုင်တဲ့ဇကားတွေသူတို့အရှင်ချင်းပြောနေရင်တော့ငါ့ကိုပြောနေလားဆိုပြီးတော့ထင်ရတယ်အဲ့လိုပေါ့နော်ဒါ စိတ်괴ရမရှိဘူးဆိုတာပြောတာအဲ့တော့မြတ်စွာဘုရားရှင်ကစိတ်괴ရရဲ့လို့မရှိပါဘူးတဲ့괴ရပဲဖြစ်စေလူရှိပဲဖြစ်စေမြတ်စွာဘုရားဒီပုံမှန်အတိုင်းပဲနေတရင်သုံးတော်မူလိရှိတယ်ဒါမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ပဲဒါဥစဉ်တို့တခါတလေများ괴ရရောက်လို့လူ괴ရရောက်လို့မဟုတ်တာတွေကိုနော်မယုံသားတဲ့စိတ်နဲ့ဥစဉ်တို့မဟုတ်တာတွေကိုလွတ်ရှင်စေပေါ်လာရင် မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုအာရုံပြုပါမြတ်စွာဘုရားတတ်တော်ထင်ရှားမရှိပေမဲ့လို့လည်းတန်းတူအကျိုးရပါလိမ့်မယ်။ကြွရမယ်လို့မဟုတ်တာတွေအာရုံပြုမယ်လုံးဝကြံမိရင်ဩအရဟံစိတ်ခွေရာ၌ပင်မကောင်းမှုပြုတော်မမူသောမြတ်စွာဘုရားဒီလိုစိတ်ထဲကနေစဉ်းစားပါအဂုဏ်တော်ပွားပါနော်ပရိဒီဘဏ္ဍပအရဟံအရဟံပွားနေပေမဲ့လို့လည်း ဒီလိုသကလုံးနေရဲ့အတိတ်ဘယ်တွေကိုမသိဘူးဆိုရင်ဦးစင်းတို့သကလုံးပရိနိဘယ်နှစ်ပတ်ခွင့်ပွားနေပွားနေအကျိုးများမှာမဟုတ်ဘူးသကလုံးရဲ့အတိတ်ဘယ်ကိုသိရင်တော့ဦးစင်းတို့ပရိနိတပတ်လေးပဲစိတ်လိုက်စိတ်ရအကျိုးရပါမယ်နော်အဲ့တော့ကွယ်ရာကိုရောက်ရင်လေအာယုံပြုတ်ပါအရဟံစိတ်ကွယ်ရာ၌ပင်မကောင်းမှုကိုပြုတ်တော်မမူသောမြတ်စွာဘုရားအာယုံပြုတ်ရမယ်နော်လိုက်ဆိုပါ အရဟံစိတ်괴ရာ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအဲအဲ့ဒါလေးကိုအားယုံပြုပါနော်ဒါကအရဟံဆိုပြီးတော့ဦးဇင်းတို့ကခွဲပြီးပြောလာတဲ့အသေးပဲတခုနောက်တစ်ခုအနေနဲ့အရဟံဆိုတဲ့ဇကလုံးကိုဦးဇင်းတို့အတိတ်ပဲအရင်အမြစ်အထိယူတဲ့အခါကျရင် ရကဗရနေအရကအရကဆိုတဲ့သကလုံးလေးကနေတဆင့်တဆင့်ဆင့်လာပြီးတော့အရဟံဆိုပြီးဖြစ်လာလာတယ်အရကဆိုတာဒီအရကရဲ့အဓိပ္ပာယ်ကိုပြောရရင်ဝေးกว่าတယ်တဲ့အရကဘာဖြစ်တယ်လဲဝေးกว่าဝေးกว่าတယ်ဆိုတော့ဘာတွေနဲ့ဝေးกว่าလဲကြည့်တော့အရကကိလေသာတို့မှဝေးกว่าတော်မူသောမြတ်စွာဘုရားကိလေသာတွေကဝေးกว่าတယ်တဲ့မြတ်စွာဘုရား ။ဝိဇင်းတို့တဲ့ကိလေသာတွေနဲ့နှိဆက်လွန်းတယ်။ဥဇင်းတို့ရဲ့နေထိုင်နေရဥဇင်းတို့ရဲ့စိတ်တွေကကိလေသာနဲ့နှိဆက်လွန်းတဲ့အတွက်ကြောင့်လို့အာယုံတစ်ခုကိုစဉ်းစားရင်ကိလေသာအတွဲတွေနဲ့စဉ်းစားတယ်။ဥဇင်းတို့လက်လမ်းမီယာတစ်ခုကိုပစ္စည်းကိုပစ္စည်းတစ်ခုကိုဆွဲကင်ရင်ကိုနဲ့အနည်းဆက်ဆုံးပစ္စည်းကိုဥဇင်းတို့ဆွဲကင်ပြီးသလိုပေါ့ကိလေသာတွေကဥဇင်းတို့နဲ့နီးနေတဲ့အတွက်ကြောင့်မလို့ဟောအတွဲတစ်ခုကိုစဉ်းစားရင် ောလှပါတဲ့တင့်တယ်တဲ့ကိုယ်သဘောကျတဲ့အရာတစ်ခုကိုမြင်ရင်ဦးဇင်းတို့ကလိုချင်တဲ့စိတ်တက်မှတ်တဲ့စိတ်တွေနဲ့ဦးဇင်းတို့စဉ်းစားတယ်အတန်တစ်ခုကိုကြားရင်တကယ်ရှိုးတဲ့အတန်ကိုကြားရင်တက်မှတ်တဲ့စိတ်သဘောကျတဲ့စိတ်တွေနဲ့ဦးဇင်းတို့ကဒီအာယုံကိုဆွဲယူတယ်ဟဲ့မြတ်စွာဘုရားရှင်ကတော့ဒီလိုမဟုတ်ဘူးနော်မြတ်စွာဘုရားကတင့်တယ်ရာကိုပဲတွေ့ပါသေး ဆိုတာကိုပဲတွေ့ပဲစိတ်ကိုဓာတ်တူထားနိုင်တယ်မြတ်စွာဘုရားကဥစဉ်တို့ကမတင့်တယ်တဲ့အာယုန်တွေကိုဥစဉ်တို့တွေ့ရင်ကိုတို့သဘောမကျတာတွေကိုတွေ့ရင်ဥစဉ်တို့စိတ်ဆိုးတယ်မြတ်စွာဘုရားကနော်လူအများကသဘောမကျဆရာလို့သတ်မှတ်ထားတဲ့အာယုန်တွေကိုတွေ့လာရင်လည်းမြတ်စွာဘုရားစိတ်ဆိုးတာမရှိပါဘူးတဲ့ဒါမြတ်စွာဘုရားရဲ့အကုံတော်ပဲနော်မြတ်စွာဘုရားရဲ့အကုံတော်လေးတစ်ခု आरक इले ตาก็ไม่กว่าเลยอุเซนโนก็โกระตาเนี่ยแหละโอโกเรโกตวยแกเลยสิอุเรนโนว่ามะนาโหลเรสิทธิ์ဖြစ်တယ်ကိုရောရလာတဲ့အခွင့်အရေးကိုအခြားသူတယောက်ကရလာတဲ့ခါကျရင်อุเซนโนကဝန်တော်တဲ့စိတ်တွေဖြစ်တယ်အဲ့ဒါမစ္စရိယကိုอุเซนโนဖြစ်ကြတယ် ကိုတို့ကသူတပားတဲ့အရန်တာနေပြီးတော့သူတို့ကနှိမ့်ချနေရင်လေဦးဇင်းတို့ကကိုကိုကိုငါဆိုပြီးတော့ငါဟဲ့ဆိုပြီးတော့ဦးဇင်းတို့ကမာနတွေထောင်ကြတယ်ငါတထေးပဲငါကဘလို့ຢာတို့ຢာကရှိတဲ့ပုံကိုပဲစုံစုံနေနဲ့ဦးဇင်းတို့ကိုတို့စိတ်တွေနဲ့ကိုတို့တွေလှုပ်ရင်းနဲ့တောင်မှဦးဇင်းတို့ကတခါတည်းရန်ကြရင်ငါကအလို့ရှင်ကြီးပဲငါကတရားကိုတရားဗန္ဒနာကြီးအားထုတ်တာ ငါကတလားကိုတရားဘယ်နှစက္ကန့်တရားစက္ကန့်ဘယ်လောက်ဝင်တာဥစဉ်တော့ကိုကိုကိုအထင်ကြီးပြီးတော့ဥစဉ်တော့ကမာနတွေဖြစ်နေကြတယ်။ဘာလို့လဲဆိုတော့ဥစဉ်တော့ကဥစဉ်တော့နဲ့လက်လန်းမိတာဥစဉ်တော့နဲ့နီးတာတွေကဒီလောဘတွေဒေါသတွေမာနတွေအိတ်တာတွေမစ္စရိယတွေဒီကိလေသာတရားရဲ့လေဒါတွေနဲ့နီးတဲ့အတွက်ကြောင့်မလို့ဥစဉ်တော့ကအာယုံပြုတ်ပြီးလက်လန်းပြီးတော့ဆွဲကင်လိုက်တဲ့အခါတော့ဒီအာယုံတွေကို ပူဇင်းတို့ကဒီလိုစိတ်တွေကိုပူဇင်းတို့ကဖြစ်တာပေါ့မြတ်စွာဘုရားရှင်ကတော့ဒီလိုကိလေသာတွေနဲ့အဝေးကြီးပါတဲ့အဝေးကြီးဒါကြောင့်မလို့မြတ်စွာဘုရားရှင်သည်ဩလူများသတ်မှတ်ထားတဲ့နှစ်သက်ဖွယ်လို့မြင်ရတဲ့အာယုံကိုမြင်ရင်လည်းဒီစိတ်ပဲမနှစ်သက်ဆရာလို့မြင်ရရင်လည်းဒီစိတ်ပဲမြတ်စွာဘုရားကတရားထုကိုရတဲ့လို့အခြားပုဂ္ဂိုလ်တယောက်ကရခဲ့ရင်လည်းဒီစိတ်ပဲငါဘုရား တလောကလုံးကငါ့ကိုကိုးကွယ်နေတာလက်တွေမြမာတွေကကိုးကွယ်နေတာဆိုပြီးတော့လေမြတ်စွာဘုရားရှင်မာနထောင်ထားတဲ့စိတ်မရှိပါဘူးတဲ့ဘာလို့လဲဆိုရင်ကိလေသာနဲ့ဝေးလို့ကိလေသာတွေနဲ့ဝေးနေတယ်ဒါကြောင့်မလို့ဦးဇင်းတို့လေကိလေသာတကယ်ရဲ့များအာယုတခုခုကြောင့်ဦးဇင်းတို့ကလောဘတွေဖြစ်မိမယ်။သို့မဟုတ်စိတ်ဆိုးတဲ့ဒေါသတွေဖြစ်မိမယ်။ နော်ကိုယ့်ထက်သာသွားလို့ဝန်မနာလိုတဲ့စိတ်တွေဖြစ်မိမယ်ကိုယ့်ရဲ့အစဉ်တန်းကိုမိလာလို့ဝန်တို့တဲ့စိတ်တွေဖြစ်မိမယ်ငါကဘာကြီးပဲဆိုပြီးတော့ထောင်လွှားတဲ့မာနစိတ်တွေဖြစ်ခဲလို့ရှင်လေဘုရားတို့အာယုံပြုပါအရဟံကိလေသာတို့မှဝေကွာတော်မူသောမြတ်စွာဘုရားနိုင်စွာအရဟံအာမင် ကိလေသာတို့မှဝေခွာတော်မူသောမြတ်စွာဘုရားကိလေသာတို့မှဝေခွာတော်မူသောမြတ်စွာဘုရားရဟန်းကုံတော်ရဲ့အတိတ်ပဲဥစဉ်တော့နှစ်ခုရသွားပြီနော်။ဒါဥစဉ်တော့ဒါသေးစာတွေဖတ်ရင်လည်းပါရင်လည်းပါမိမယ်ပေါ့မပါရင်လည်းမပါဘူး။တခြားတရားတွေလည်းဥစဉ်တော့နာမည်ရပါရင်လည်းပါမယ်မပါရင်လည်းမပါဘူး။ဥစဉ်တော့အခုပြောနေတာစာဥစဉ်တော့စာသင်နေတဲ့ဒါတန်ဃာတွေသင်နေတဲ့စာလေးတစ်စိတ်တစ်စီစာတော့ဒကာမကြီးတကာမကြီးတွေအဲ့ဒါသိစေခြင်းလို့ပါနော်သိစေခြင်းလို့ ဝိထုအကြောင်းလေးကိုဦးဇင်းတို့ပြောနေတာမဟုတ်ပါဘူး။တန်ဃာတွေသိနေတဲ့။ဟောဒီလိုပရိယတ်တိအစာသင်တတ်ကြီးမှာတန်ဃာတွေကိုလာပြီးပူဇော်ရပြီ။ဒီတန်ဃာတွေဘာတွေများသိနေမှဦးဇင်းတို့မသိရဘူး။ပူဇော်တော့ပူဇော်နေရ။ပစိနေပါသိ။သိပေါင်းများစွာကုန်ကြခံဦးဇင်းတို့ပူဇော်နေတာလူတန်းနေတာ။ဒါပေမဲ့ဒီတန်ဃာတွေဘာတွေများပူဇော်ရသိနေလဲဆိုတော့ဦးဇင်းတို့တစ်ခါကြရင်အရေးအယံလေးမသိရဘူး။ဒါနော်။အဲ့တော့တော့ဒါတချို့လုံးလေးတွေဦးဇင်းပြောတယ်။ အဲနောက်တစ်ခုအနေနဲ့အရဟံဂုဏ်တော်ရဲ့အတိတ်ပဲကိုဦးဇင်းတို့ယူကြည့်လိုက်တဲ့အခါကျရင်အရဟံအရဟံခေါ်ရသည်အရအရိဟနာဘာလဲအရိဟနာအရိဟနာကနေပြီးတော့အရိဟအရိဟတန်ပြီးကြာတော့အရဟဆိုပြီးတော့ဖြစ်လာတယ်အရိဟနာအရိဆိုတာဒီဘာစဲယန်သူတဲ့အရိဆိုတာဘာလဲယန်သူဟနာဆိုတာတက်ပြီးသွားပြီတဲ့ ခဏဆိုတာဒီပါလေရန်သူတွေကိုမြတ်စွာဘုရားရှင်ကတတ်ပြီးသွားပြီတဲ့ရန်သူတွေကိုတတ်ပြီးသွားပြီဟောရန်သူတွေကိုတတ်ပြီးသွားပြီဆိုတော့ဦးသိလို့ယနေ့ခေတ်ပြောနေတဲ့ဟောကိုလိုသဘောမကျတဲ့ပုဂ္ဂိုလ်ကိုလိုစန့်ကျင်ဘောပုဂ္ဂိုလ်ကရန်သူလားနော်ဒါဦးသိတို့ကစဉ်းစားမိနော်ရန်သူကိုတတ်တယ်ဆိုတာတခါကျရင်ဦးသိတို့ကဒါသိ ကိုယ့်ရဲ့စန့်ကျင်ဘက်ပုံကိုကိုဦးဇင်းတို့ကယံသူလို့သတ်မှတ်တာပေါ့ကိုနဲ့သဘောအယူဝါဒမတူဘူးနော်သာသနာရေးအမြင်အားဖြင့်ဖြစ်စေနိုင်ငံရေးအမြင်အားဖြင့်ဖြစ်စေအခြားသဘောတရားမြင်အားဖြင့်ဖြစ်စေဦးဇင်းတို့စန့်ကျင်ဘက်ပုံကိုယံသူဦးဇင်းတို့ကသတ်မှတ်တယ်ဒီပုံကိုကိုများဦးဇင်းတို့အနိုင်ယူပြီလို့ရှိရင်ဦးဇင်းတို့ကစိတ်ချမ်းသာတယ်ဝမ်းသာတယ်အော်ငါရဲ့ယံသူကငါအနိုင်ယူပြီးသွားပြီဦးဇင်းတို့ကဝမ်းသာတယ် ဒါပေမဲ့ဖះရှင်ပဲအခုပြောနေတဲ့ယန္တုဆိုတာဒီပုဂ္ဂိုလ်ယန္တိမဟုတ်ဘူးဖះပုဂ္ဂိုလ်ယန္တိဘယ်ယန္တုကမှမြတ်စွာဘုရားရှင်မတတ်ခဲ့ပါဘူးဖះရှင်ရဲ့စံ့ကျင်ဘဝပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်မြတ်စွာဘုရားလက်ထက်တည်းရမြတ်စွာဘုရားမြို့ထဲဆုံးကံတော်နောက်ကနေဟောခွင်းကြီးပဲနွားကြီးပဲငရေလောင်ကြီးပဲအပေကြမဲ့ကောင်းကြီးပဲဆိုပြီးတော့အမျိုးမျိုးမကြောင်းမနာတာသကလုံးနေတဲ့မြတ်စွာဘုရားကိုတိုက်ခိုက်တဲ့သူတွေရှိပါတယ်အရှင်ဒေဝဒတ်လို့တော့ မြတ်စွာဘုရားကိုအဲ့ဒါအမျိုးမျိုးအသက်အထိရန်ရှာတဲ့သူတွေလည်းရှိပါလေမြတ်စွာဘုရားရှင်ပဲဩဒိဋ္ဌိတွေပုံနာတွေလို့မြတ်စွာဘုရားဟောသမျှကိုလိုက်ပြီးတော့အယူဝါဒအနေနဲ့ကန့်လန့်တိုက်နေတဲ့ပုံကိုတွေရှိပါလေမြတ်စွာဘုရားရှင်ကဒီပုံကိုတွေကိုယံသူလို့မတတ်မှတ်ဘူး ဒါယန္တုတွေမဟုတ်ဘူးနော်ဥစဉ်တော့လည်းမြတ်စွာဘုရားသဘောယူပြီးတော့ဒါပြင်မပုံကိုယ်တွေဒီကိုယ်နဲ့ဆန့်ကျင်မှာပုံကိုယ်တွေဒီဒါကိုယ်တို့ရဲ့ယန္တုတွေမဟုတ်ဘူးကိုတို့သဘောထားအဲ့ဒါဥစဉ်တော့မြတ်စွာဘုရားရှင်ကဂုံတော်ထဲမှာ ပြောနေတယ်ဗရဟံဂုံတော်မှာပြောနေတယ်ယန္တုဆိုတာက1500ကိလေသာမှန်သဘုံယန္တေကိုပြောတာနော်မြတ်စွာဘုရားရဲ့ဂုံတော်မှာပြောနေတယ်ယန္တုဆိုတာဒီ ကိလေသာယံတဲ့ဘာယံလဲကိလေသာယံကိလေသာယံဦးဇလုံးအကျဉ်းအားဖြင့်10ပါအကျဉ်းအားဖြင့်ပွားရင်1500ဟာကိလေသာယံဒါယတာယံတို့ရဲ့အစစ်တဲ့ဦးဇလုံးလူတယောက်ကကိုယ့်ကိုစိတ်ဆိုးလာကိုယ့်ကိုစိတ်ဆိုးတဲ့အမှုတွေပြုကျင့်လာတယ်ကိုယ်မကြိုက်တာတွေကိုပြုလာတယ်အဲ့ဒီခါမှာဦးဇလုံးကဒီပုဂ္ဂိုလ်ကိုယံတို့လို့သတ်မှတ်ပြီးတော့ ယံသူလို့တချို့ကတတ်မှတ်တယ်တချို့ကမတတ်မှတ်ဘူးဘလို့တန်ဘဝကိုတွေကမတတ်မှတ်ဘူးလဲဆိုရင်ဒီကိလေသာကင်းနေတဲ့ပုံကိုတွေကဒီပုံကငါယံသူပဲလို့မတတ်မှတ်ဘူးအဲကိလေသာရှိနေတဲ့ဒေါသရှိနေတဲ့ပုံကိုရတတ်မှတ်တယ်ဒီကောင်ဒီပုံကငါရဲ့ယံသူပဲတတ်မှတ်တာဒီဒီပုံကိုကြောင့်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့တဏ္ဍာမှာဖြစ်နေတဲ့ဒေါသကြောင့်တတ်မှတ်တာအဲ့တော့ဦးဇင်းတို့ကဒီလိုတတ်မှတ်ပြီးတော့ ဒီဒေါသအလျောက်ဦးဇင်းတို့ကပစ္စုပန်ဘဝမှာတန်ត្រာဘဝမှာစိတ်ရတဲ့အလုပ်တွေကိုဦးဇင်းတို့လုပ်ကြတယ်နော်စိတ်ဆိုးတဲ့အတွက်ကြောင့်မလို့သူ့ဘဝပြက်စီးအောင်ဦးဇင်းတို့လုပ်မယ်သူ့ကိုတတ်ရင်တတ်မယ်အရှာမတရားတတ်တည်တွေထားပြီးအရှာမတရားတဲ့နေနေတဲ့ဦးဇင်းတို့အနံ့ယူပြီးတော့ဒီပုဂ္ဂိုလ်ကိုဒါသည်အနံ့ယူလိုက်မယ်နော်ရန်သူလို့တတ်မှတ်ပြီးနံ့ယူလိုက်မယ်ဒီလိုနံ့ယူတာသည်ဘယ်သူ့အကြောင်းလဲမေးရင် ဒေါသဆိုတဲ့ကိလေသာရန်သူကြောင်းဒါကြောင့်မလို့တခုခုကြောင့်ဦးဇင်းတို့ကနေရောပုဂ္ဂိုလ်တယောက်ကိုရန်သူလို့သတ်မှတ်မိခဲ့ရင်စัจဉ္ဘပုဂ္ဂိုလ်ကဒါရန်သူလို့သတ်မှတ်မိခဲ့ရင်နော်ဒါဒီဒီပုဂ္ဂိုလ်ကငါရဲ့ရန်သူစစ်မဟုတ်ဘူးငါရဲ့တဏ္ဍာမဖြစ်နေတဲ့ဒီစိတ်ဆိုးတဲ့ဒေါသကဒါလည်းရန်သူအစစ်ဆိုရင်ဦးဇင်းတို့အာယုံပြုတ်ရမယ်နောက်ဦးဇင်းတို့က လိုချင်စရာတွေပစ္စည်းတွေကိုဦးဇင်းတို့ကမြင်တဲ့အခါကျတော့လည်းဦးဇင်းတို့ကဘာဖြစ်လဲဆိုရင်တက်မှတ်တယ်လိုချင်တယ်လိုချင်တဲ့အဆင့်နဲ့ဦးဇင်းတို့ရက်သွားပြီလားဆိုတော့မရက်သေးဘူးဒီပစ္စည်းတွေကိုဦးဇင်းတို့ရအောင်စူးစမ်းတယ်ရအောင်စူးစမ်းတယ်ရလာတဲ့ပစ္စည်းတွေကိုဦးဇင်းတို့ကကာကွယ်ဖို့စူးစမ်းတယ်ဒီလိုရအောင်စူးစမ်းကာကွယ်ရစူးစမ်းရင်ဦးဇင်းတို့က တရားနဲ့နေနေနဲ့လဲစူးစမ်းမိတယ်မတရားတဲ့နေနေတဲ့အနေနဲ့စူးစမ်းမိတယ်မတရားတဲ့နေနေတဲ့ဥစဉ်လို့နော်ဒီပစ္စည်းတွေကိုဥစဉ်တို့ကကာကွယ်ဖို့ရယူဖို့စူးစမ်းမိတဲ့အခါကျတော့ဥစဉ်တို့ကဒီမတရားတဲ့နေတွေကြောင့်ဥစဉ်တို့လိုချင်တာကရှမ်းတာရလာတော့ဒုက္ခဒီဘဝမှာလဲဆင်းရဲရတယ် တန်တရာကြရတော့လေဦးဇင်းတို့မကောင်းတဲ့ကံတွေကိုတီဆောင်းမိပြီးတော့အပယ်ကိုကြားရတယ်။ဒါသည်လောဘဆိုတဲ့ယန္တူတွေကြောင့်နော်။ဒါလောဘဆိုတဲ့ယန္တူတွေကြောင့်။ဒီလိုပဲယန္တူတွေဦးဇင်းတို့နားမယ်။ဝိုင်းဝိုင်းနေတယ်တော့လောဘကြောင့်လည်းဦးဇင်းတို့အပယ်ကြရတယ်။ဒေါသကြောင့်လည်းအပယ်ကြရတယ်။မာနတရားတွေကြောင့်လည်းဦးဇင်းတို့အပယ်ကြရတယ်။မာနအပယ်ကြရတယ်။နော်တန်တရာမှာဆင်းရဲတာနော်။ကောင်းတာလေးလုပ်နေ။ ။အော်တရားလေးထိုင်နေ။သူများတွေကကိုယ့်ကိုဒီပုဂ္ဂိုလ်တရားထိုင်နေတယ်ဆိုတော့လာပြီးရှေ့ကျလိုက်တဲ့အခါကျတော့ကိုယ့်ဘကအဟုတ်ထင်ပြီးမာနတွေတက်လာတယ်။နော်မာနတွေတက်လာတယ်။ဒီမာနဆိုတဲ့ယန္တုကနှိမ့်စရာပုံမှန်ဦးဇင်းတို့တရားထိုင်နေဒါနလုပ်တယ်ဆိုတာဒီသူများအထင်ကြီးခံဖို့လုပ်နေတာမဟုတ်ဘူး။နော်ကိုယ့်တို့ရင်စိတ်တန်တန်နဲ့ပဲလုပ်နေတယ်။သို့တော်လည်းပဲဒီမာနဝင်လာတဲ့တရားခါကြတော့ဩ ူများအထင်ကြီးလာအောင်နော်စိတ်တွေမစင်ကြဲတော့ဘူးနော်စိတ်တွေမစင်ကြဲတော့ဘူးအော်သူများအစင်ကြီးလာအောင်အော်သူများတွေကငါ့ကိုဘလို့သတ်မှတ်ပါလေတရားရှင်ကြီးလို့သတ်မှတ်ပါလေအလို့ရှင်ကြီးလို့သတ်မှတ်ပါလေဒီလိုစိတ်တွေနဲ့အဲ့ဒါကိုကလည်းလုံးမိတတ်တယ်အဲ့ဒါဘာကြောင့်လဲဆိုရင်မာနဆိုတဲ့ယန္တုကြောင့်နော်အော်သူတို့ဘာကိုယ်ကတာသွားတယ်ပစ္စည်းတွေနော်တာသွားတယ် ရှင်ကပြောခဲ့တယ်လို့ပဲဦးဇင်းတို့ကကိုယ့်ရဲ့ตาတော့လေမနာလိုတဲ့စိတ်တွေနဲ့ကြည့်တယ်